င်ဝမ်ကိုဒေါ်လာတန်း330တန်ကြီးရှိတဲ့ဆီလနဲ့တွေရောင်းချမယ်လို့အမေရိကန်နိုင်ငံကကြေညာလိုက်ပါတယ်။ဇန်နဝါရီလအတွင်းဒေါ်နယ်ထရန့်သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်းပထမဆုံးကြိမ်ထိုင်ဝမ်ကိုဆီလနဲ့ရောင်းချမှုဖြစ်လာမှာပါ။ထိုင်ဝမ်ကိုရောင်းချမဲ့ဆီလနဲ့တွေထဲမှာ F16 ဂျက်တိုက်လေယာဉ်တွေ C130 စစ်ဘက်သေးယူပို့ဆောင်ရေးလေယာဉ်တွေရဲ့အစိတ်ပိုင်းတွေနီးပညာနဲ့ထောက်ပံ့ပို့ဆောင်ရေးကူညီတွေပါဝင်တယ်လို့ကာကွယ်ဝင်ကြီးဌာနကပြောပါရယ်။ ဆင်းလက်နဲ့ရောင်းချမှုကြောင့်ထိုင်ဝမ်ဟာလက်ရှိနဲ့အနာဂတ်ချိန်းခြောက်မှုတွေရင်ဆိုင်နိုင်စွမ်းရည်တိုးတက်လာမယ်လို့ပင်တဂွန်ကပြောပါရယ်။ထိုင်ဝမ်ကအမေရိကန်နိုင်ငံရဲ့ကြေညာချက်ကိုကြိုဆိုခဲ့ပြီးအခုလှုပ်ဆောင်ချက်ဟာထိုင်ဝမ်ရဲ့လုံခြုံရေးအတွက်အမေရိကန်ရဲ့ဂရီကဝတ်ကိုခိုင်မာစွာစောင့်ထိန်မှုဖြစ်တယ်လို့ကြေညာချက်တစ်ခုတွင်ပြောပါရယ်။တရုတ်နိုင်ငံကတော့အမေရိကန်ရဲ့ကြေညာချက်ကိုပြတ်သားစွာတုံ့ပြန်ခဲ့ပြီးထိုင်ဝမ်မေကွန်းဟာတရုတ်အမေရိကန်ဆက်ဆံရေးမှာစီးမကျော်ရမယ့် ထမဆုံးနေအောင်မြင်းဖြစ်တယ်လို့နိုင်ငံတိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ချင်းကပြောပါရယ်အမေရိကန်ကထိုင်ဝမ်ကိုဆစ်လက်နဲ့ရောင်းချဖို့ကြေညာတာဟာတရုတ်ရဲ့ချုပ်ချအာဏာနဲ့လုံခြုံရေးချိုးဖောက်မှုဖြစ်ပြီးထိုင်ဝမ်ခွဲထွက်ရေးတပ်ဖွဲ့အတွက်မှားယွင်းတဲ့အချက်ပြမှုဖြစ်ပါရယ်အမေရိကန်ရဲ့ကြေညာချက်ကိုတရုတ်ကပြင်းထန်ဆန့်ကျင်ပါတယ်လို့၎င်းကဆိုပါရယ်ဂျပန်နိုင်ငံကထိုင်ဝမ်ရေးမှဝင်ဆွဲဖက်ဖို့တပ်ဖွဲ့အင်အားသုံးဖို့စူးစမ်းရင် စီစီညံ့ညံ့ကြေအောင်ခြေမုံးခံရမယ်လို့တရုတ်ကာကွယ်ဝန်ကြီးဌာနကတောက်ကြနေမှာပြောပါရယ်ဂျပန်ဝန်ကြီးချုပ်ဆာနေတာကင်ချီရဲ့ထိုင်ဝမ်ရေးမှတ်ချက်စကားကြောင့်တရုတ်နဲ့တင်းမာမှုတွေဖြစ်စေခဲ့ပါရယ်တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်ကစီးရေးရလက်တုံပြန်မယ်လို့ဆာနေကပြီးခဲ့တဲ့ပတ်လွှတ်တော်မှာပြောဆိုခဲ့တာပါအိုဆာကာမြို့ရှိဂျပန်ထိပ်တန်းတန်တမန်တူကတာကာချီရဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်လို့မှတ်ချက်စကားပါတဲ့တဲ့င်းကိုလူမှုကွန်ရက်အိတ်စ်မှာမျှဝေက ဂျပန်ဝန်ကြီးချုပ်ကိုကောင်းဖြတ်တဲ့နယ်လို့မှတ်ချက်ရေးခဲ့ရာပေကျင်းမြို့ရှိဂျပန်တန်ယုံကတရုတ်ဒုတိယနိုင်ငံရေးဝန်ကြီးဆွန်ဝေထောင်စီကန့်ကွက်ခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကင်ချီရဲ့စကားလုံးတွေဟာလွန်မင်းတာဝန်မဲ့ပြီးအနေအများတယ်လို့တရုတ်ကာကွယ်ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူဂျင်ဘင်းကပြောပါရယ်။ဂျပန်နိုင်ငံကအတိတ်ကနေသင်ခန်းစာမယူဘဲထိုင်ဝမ်ရေးမှဝင်ဆွဲဖက်ဖို့အင်အားသုံးရင်း တရုတ်စစ်တပ်ရဲ့စီစီညံ့ညံ့ကြီအောင်ခြေမုံးနာ ခံရမှာဖြစ်ပြီးတံမိုးကြီးကြီးပေးရပါလိမ့်မယ်လို့၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်းပြောပါရယ်တရုတ်စန်းကျင်ရဲ့မြင့်တက်လာမှုကိုစိုးရိမ်လာကြောင်းအပြင်ထွက်တာရှောင်ကျဉ်ကြဖို့တိုကျိုမြို့ရှိတရုတ်တန်ယုံကဝန်ထမ်းတွေကိုညွှန်ကြားထားပါရယ်တွေးဆောင်ဆွေးနွေးမှုတွေကတဆင့်ငြိမ်းချမ်းတဲ့အဖြစ်ရှာဖို့ဂျပန်ကမျှော်လင့်ကြောင်းဂျပန်ဆိုရပြောရေးဆိုခွင့်ရှိသူမီနိုရူကီဟိုင်ရာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာဂျပန်ရဲ့ထိုင်ဝမ်ရဲ့ရည်တီချက်ကိုသတင်းတောက်တွေကိုပြောပါရယ်တရုတ်နိုင်ငံဟာမကြသေးမီကထိုင်ဝမ်လူလည်ရေးခွဲထွက်ရေးသမားတွေပေါ်တိုက်ခိုက်မှုတွေအရှိန်မြင့်လာခဲ့ပါရယ်ဒီသတင်းပတ်အတွင်းဂျာမနီကိုတွားရောက်ခဲ့တဲ့အာနာယ DPP ကလွှတ်တော်မဲ့ပူမာချန်ကိုတရုတ်ထိုင်ဝမ်ရေးရယုံကဝေဖန်ခဲ့ပါရယ်ပြည်ပရောက်ရင်ဖမ်းဆီးခံရမယ်လို့တရုတ်ကချင်းချောက်နေပေမဲ့သူကမကြောက်ဘူးလို့ပူမာချန်ကပြောပါရယ် ခွဲထွက်ရေးဝါဒလှုပ်ဆောင်တဲ့ထိုင်ဝမ်ကလူမှုကွန်ရက်ထင်ပေါ်ကျော်ကြားသူနှုတ်အတွက်ဒေါ်လာ3500ချီးမြှင့်မယ်လို့တရုတ်ရဲတပ်ဖွဲ့ကဖန်ရန်ထုတ်ကစုကြေးကြေညာခဲ့ပါတယ်။